ဇလန်ဆာမှာတော့မြို့အောင်ကရုရှားနေလက်ထက်ရောက်သွားတယ်လေအမှုကိုလိုက်ခဲ့တယ်အကြောင်းကတော့အဲ့လင်အမှုကအမေရိကန်နေထွင်ထားတဲ့ကိုပြောင်းလင်ကိုခိုးသွားလို့ပါမြို့အောင်ဆင်မေးတော့ဖိုးရေးစီရောင်းလိုက်တယ်လို့ဝန်ခံတယ်နောက်ကလိုက်လိုက်ရုရှားနေလက်ထက်ကနေခက်ခဲခဲကဲထုတ်လာပြီးမဲ့လမ်းမာရီမှကလီယာသွားတယ်သူကတော့လက်ဝဲကျော်ကြီးအာလို့ပါအာလို့အခုချိန်ဒီ58ဝဲဆက်လိုက်ရှုံးဝဲမရှိသေးတဲ့ချန်ပီယံတယောက်ပါပွဲပြီးလို့အောင်ဝဲခံနေတော့အမေရိကန်သမ္မတစီကနေဖုန်းဝင်လာတယ်လက်ဝဲအကူကြီးတောင်းစီရရှိတယ်ဆိုလို့အာလို့လည်းတန်းပြီးတော့လက်ခံလိုက်တယ်မြို့အောင်ကအထူးအေဂျင့်တယောက်ပါအေဂျင့်လားစီကအတော်ဆုံးအေဂျင့်တယောက်ဖြစ်လို့သူ့အတွက်ပစ္စည်းတွေကတခြားလူနဲ့မတူပါဘူးဒါကမြို့အောင်ကမချင်မတတ်ဖြစ်ပြီးလားဆို င်အတွက်ပစ္စည်းတွေခိုးလာခဲ့လိုက်တယ်။မြို့ဟောင်းကလိုအပ်အကျင့်ရာတို့ကိုရပြပြချင်းကိုပြောင်းလင်းရှာဖို့တောင်းဝင်ယူရတယ်။ဖိုးရီကလည်းကိုခိုးပြီးရောင်းဖို့စီစဉ်နေလို့လိုက်ရှာပြီးပြန်ယူရပါပါ။ဖိုးရီစီသွားစုံစမ်းဖို့အတွက်အာနုနဲ့လည်းတွဲပြီးလုံခိုင်းနေ58ဝဲမြောက်ထိုးဖို့အတွက်အာနုကမြို့တော်ကိုစော်လေးတွေအများကြီးနဲ့ရောက်လာတယ်။မြို့ဟောင်းကလိုအပ်မရှင်အတွက်အာနုရဲ့လက်ထောက်ဖြင့်ဟန်ဆောင်နေမရှင်လုံးဖို့အတွက်အာနုနဲ့စကားတွေပြောနေပေမဲ့ဘလို့မှညှိလို့မရဘူး။မြို့ဟောင်းကစပိုင်ပစ္စည်းတွေနဲ့မိတ်ဆက်ပေးလိုက်တော့အာနုအရန်သဘောကျသွားတယ်။ဟိုတယ်ကန်းကအဆင်ပြေလို့မြို့ဟောင်းနဲ့အာနုတို့စကားများနေတော့ကေတီဆိုတဲ့မိန်းကလေးကအာနုကိုဝင်လုံးနေ။မြို့ဟောင်းကတားနေတဲ့ဂျားကနေအာနုကကေတီခေါ်တဲ့နောက်ကိုကောက်ကောက်ပေါအောင်လိုက်သွားတယ် ယ်လမ်းမတွင်ပြန်ပေးဆွဲခံရရပြီးအခန်းတစ်ခုလည်းကိုရောက်လာတယ်ကေတီကချင်းချောက်ဝေးမိလို့လိုဝက်စပိုင်ဆိုတဲ့အကြောင်းကိုထုတ်ပြောလိုက်တယ်ဒါပေမဲ့နာမည်မသိလို့ပုံမှန်တင်ပြကိုပဲပြောလိုက်မိတယ်ရောရင်ဆန်ခဲ့ဖြစ်ပြီးတော့မှကေတီနဲ့မြို့အောင်တို့ကတပွဲတည်းဆိုတာကိုသိလိုက်ရတယ်အာနုကဘလောက်တစ္ဆာရှိလဲဆိုတာကိုစမ်းသပ်ကြတာပါမြို့အောင်ရဲ့နာမည်ကိုထုံမပြောတဲ့အတွက်သူတို့ရဲ့စမ်းသပ်မှုအောင်မြင်သွားတယ်လက်နဲ့အယောင်းဝယ်လုပ်တဲ့ဖိုးရင်စီကကိုပြောင်းလင်ပြန်ယူရမယ်မစ်ရှင်အကြောင်းကိုရှင်းပြလိုက်တယ်မစ်ရှင်စားဖို့အတွက်ကေတီကသူတို့နှစ်ယောက်ကိုဖိုးရင်ရှိတဲ့နေရာစီကိုလိုက်ပို့တယ်မြို့အောင်ကအာနုရဲ့လက်ထောက်အနေနဲ့ပွဲချင်းပါတဲ့အဆောက်အုံတွေကိုလိုက်ဝင်တယ်လက်ဝဲကျော်ဖြစ်တဲ့အာနုစီကိုလာမေးဆက်တဲ့ဖိုးရင်ကိုခြေရာခံဆက်တက်ပေးလိုက်တယ်ဖိုးရင်ပွဲ နဲ့ထွက်သွားတာနဲ့ဝဲတဲ့ကလူရင်းအာယုံကိုလွှဲပွဲအတွက်အာလုကိုတောင်းဝင်ပေးလိုက်တယ်အာလုကအောက်ထက်မှာရှိနေတော့မျိုးအောင်ကဖိုးရင်နောက်ကိုလိုက်လာတယ်ဖိုးရင်ရုံးငန်းထဲကထွက်သွားတဲ့အချိန်မျက်နှာချက်ကနေကျိုးနေဝင်ပြီးအချက်လက်တွေယူတယ်အဲ့ဒီအချိန်အာလုဝင်လာလို့နှစ်ယောက်သားစကားပြကြတယ်ဖိုးရင်ကရုံးငန်းထဲကိုပြန်လာပြီးခြေရလက်ရာတွေပြက်နေတာတွေ့တော့စစ်ဆေးကြည့်တယ်နေရာမှာတွဲနောက်ခုံနေတဲ့လူနှစ်ယောက်ကိုတွေ့တော့တပည့်တွေကိုပစ်ခိုင်းတယ်တနက်နေနဲ့ဒရက်ဆက်ပြင်းနေလို့အာလုတို့နှစ်ယောက်ဘေးကျူအောင်ထွက်ပြေးရတယ်ဘလို့ပြပြဖိုးရင်လူတွေလက်ထဲကနေမလွတ်လို့ခြေတွင်းထဲဝင်ပုန်းနေလိုက်ရတယ်လူစိုးတွေမျက်ခြေပြက်တဲ့အထိဆောင်းရင်တယောက်ကြောင်းတယောက်ယင်းဖွင့်ကြတယ်မျိုးအောင်ကကေတီကိုကြိုင်းနေเจ้าမှာယင်းဖွင့်လိုက်တယ်နောက်နေမနေရောက်တော့သူ တို့နေအောင်ရုံးကိုပြန်ရောက်လာတယ်။ကေတီကသူတို့ကိုတရားလုံးလိုက်ရှာနေရလို့ပင်မနေတယ်။ကေတီအနားယူနေတဲ့အခန်းထဲကိုလိုက်ပြီးဖွင့်ပြပို့အာလုကမြောက်ပေးနေ။မြောက်အောင်လေစပိုင်ပစ္စည်းတွေကိုသုံးပြီးအာလုပြောတဲ့အတိုင်းလိုက်လုပ်နေ။ဒါပေမဲ့အတက်တွေကထင်သလောက်မရှိလို့တွန်းဆုပ်တွန်းဆုပ်ဖြစ်နေတယ်။အချိန်တွေကိုရေးမိတဲ့ကေတီကမြောက်အောင်ကိုဆွဲစားဖို့ဟန်ပြင်လိုက်တယ်။ဇက်ရှင်တက်နေတဲ့အချိန်ရောက်မှာချေယာခန်ဆက်ကနေရယူနေလို့ဖိုးအင်းနောက်ကိုလိုက်စုံစမ်းဖို့ထွက်လာတယ်။ဖိုးအင်းရှိရဲ့အဆောက်အုံတဲကိုမြောက်အောင်နေအောင်ဝင်သွားပြီးကေတီကအပြင်ကနေစောင့်နေ။အဆောက်အုံအတင်းပိုင်းကိုရောက်တော့မြောက်အောင်ရဲ့ဆက်ကလိုက်ပြတ်သွားတယ်။ပြန်ထွက်ဖို့လုပ်ပေမဲ့အာလုကရှေ့ဆက်သွားဖို့ခေါ်လို့ဆက်သွားရင်းကနေပြစ်ခတ်မှုတွေဖြစ်ကုန်တယ်။ထောင်ချောက်စင်သားတာဆိုတာကေတီကိုပြောဖို့လို့ ပေမဲ့ KD မောင်းသွားတဲ့ကားပါဘုံခွဲခံလိုက်ရတယ်။အပြန်လမ်းမှာသူတို့နှစ်ယောက်စကားများပြီးလမ်းခွဲလိုက်ကြတယ်။မြို့အောင်ရုံးခဲတဲ့ကိုပြန်ရောက်တော့တရုံလုံးနဲ့ဖျက်ဆီးခံထားရတာကိုမြင်လိုက်ရတယ်။ရုံးချုပ်ကဒီအခြေအနေကိုသိတော့စစ်ကူပိုပေးဖို့လုပ်တယ်။58ကျင်ရွာပွဲကိုထိုးသက်ဖို့အတွက်အာနုကပွဲတွေကိုရောက်လာတယ်။မြို့အောင်ကတော့ကိုပြောင်းလင်ရှာဖို့တကူတော့စူးစမ်းတယ်။တစ်ပတ်မှာဖိုးကြီးကကိုပြောင်းလင်ကိုအယောင်းဝယ်လုပ်ဖို့စကားပြောနေတယ်။ခေါမိုးတက်ကကိုပြောင်းလင်ရှိတဲ့နေရာစီမြို့အောင်ရောက်လာတယ်။ဖိုးကြီးကိုတနက်နဲ့ထောက်ပြီးတနက်ချခိုင်းလိုက်တယ်။မြို့အောင်ကိုနောက်ကနေတနက်နဲ့ပြန်ထောက်ပြီးလက်နဲ့ချခိုင်းနေလို့ကြိလိုက်တော့ KT ဖြစ်နေတယ်။အားလုံးနဲ့တယောက်ဖြစ်နေတာကြောင့်မြို့အောင်အလောက်ခံနေရတယ်။အထိုးခံရတဲ့အချိန်လက်ကစ ပိုင်တာတွေကိုနှိမ့်မိသွားတယ်။အာနုတတဲ့အခြေတွန်းတွေတော့မြို့အောင်အထိုးခံနေရတာကိုမြင်လိုက်ရတယ်။လက်ဝဲပွဲကိုမြင်မြန်အဆုံးသက်ပြီးအောင်ပွဲတော်မကံပဲမြို့အောင်ကိုကယ်ဖို့ပြေးလာတယ်။သူတို့နှစ်ယောက်နဲ့ဖိုးရင်တပည့်တွေအပြန်အလှန်ပြစ်ခတ်နေတော့လှဆွေရောက်လာပြန်တယ်။လှဆွေကကိုလုံးကိုလည်းနဲ့ချခိုင်းလိုက်တယ်။နောက်တစ်ချိန်ပြစ်ခတ်နေကြတဲ့အချိန်မြို့အောင်ကလင်းရင်ကုတ်ကိုဝင်ဖြစ်တယ်။ကုတ်ဖြစ်ပြီးသွားပြီးတော့ကေတီကရန်သူဘတ်တော်သားရောက်ဆောင်ပြီးစပိုင်လုပ်တယ်ဆိုတာကိုရှင်းပြတယ်။အာနုကကေတီကိုမြေဝင်မဲ့မြို့အောင်ကတော့ကေတီပြောသမျှမျက်စိမိတ်ပြီးဇွတ်ယုံပြီးလှုပ်ပေးလိုက်တယ်။လှဆွေကိုလည်းဘယ်ဘက်ကမှမသိချာမသိလို့လက်ပြန်ကြိုးတုပ်ထားလိုက်တယ်။မရှင်ကိုအဆုံးသက်ဖို့အတွက်လင်းရင်ကိုရုံးချုပ်စီပြန်တဲသွားဖို့လုပ်တယ်။ဒါပေမဲ့လမ်းမတွေစီကုံလို့ရေထဲကိုပြုတ်ကျသွား ွားတယ်ဒီကိစ္စတွေဖြစ်ပြီးရက်ပိုင်းလောက်ကြာတော့ KD ကနောက်ကိစ္စတစ်ခုအတွက်အစီအစဉ်ဆွဲနေတယ်ကံကောင်းထောင်းမစွာနေပဲမျိုးအောင်တို့နှစ်ယောက်က KD ကိုရဲလက်ထဲအလိုက်နိုင်တယ်ကိုပြောင်းလင်းကိစ္စမှာသူတို့နှစ်ယောက်အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့လဆွေကသတင်းစာထဲမှာထည့်ပြီးဂုံပြုခံရလို့အာနိုတင်သွားတယ်နောက်ထပ်စစ်စင်ကိုနှစ်ယောက်လည်းအောင်မြင်အောင်လုပ်ဖို့ကြိုးစားရင်းဇက်လန်းလေးနဲ့ပြီးဆုံးသွားပါတယ်လူချင်းတို့လည်းကြိုးစားထားတာတွေအတိမဲ့ပြုမခံရရင်ထပ်မကြိုးစားပါနဲ့ပြင်ပန်းတာပဲဖတ်တင်ပါလိမ့်မယ်အဆုံးထိရှိရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်